ဒီနေ့တော့ပုံစံတစ်မျိုးနဲ့တော်ဟူနွေလေးလုပ်ဖြစ်ပါတယ်။အဲဒီတော့ဒီမှာသားအနှစ်ချက်ဖို့အတွက်ပေါ့နော်။စာတစုံတကြားတစုံထည့်ပါတယ်။ထည့်ပြီးတဲ့အခါကျတော့ချက်သားအနှစ်ကိုချက်ပါမယ်။ဒါကတော့ကော်မုံနှစုံထည့်ပါတယ်။တော်ဟူနွေကြိုဖို့အတွက်ဒါကလပ်ဘဲကိုတညရေစင်ပြီးတော့ချိန်တာဖြစ်ပါတယ်ရှင်။ဘဲရင်ခြေသွားတဲ့အထိချိန်ပါမယ်။ အနေထိုင်သွားတဲ့အထိတနာရီလောက်ရေစစ်ထားပြီးတော့မှမမှွေပဲရေစစ်ထားပေးပါမယ်နော် အနေထိုင်သွားတာကိုလူချင်တာဖြစ်ပါတယ်ရှင်တို့ဖူးနေတယ်ထိတ်စားမယ်ချက်သားအနှစ်ချက်တာကတော့လွယ်လွယ်လေးပါပဲစနစ်မုတ်အရောင်နှမုတ်ထည့်ပြီးတော့မှချင်းချက်တုံဖြူထောင်းရင်ခင်းချင်းဒီလေးရဲ့ကိုထည့်ပြီးတော့မှအလုံးစီတက်ပါတဲ့ရတာအတွက်ဆောနာဆက်ထားတဲ့အမှုထည့်ပါတယ်ရှင်အနှစ်လေးရလောက်ဒီမှာအုပ်ထားခဲ့လိုက်ပါမယ်နော် နည်းနည်းပေါ့နော်ခြေသွားတဲ့အထိခင်းချင်းတွေခြေသွားချင်လို့ပါခင်းခင်းချင်းတွေခြေပြီးဆိုရင်တော့ချက်သားလေးထည့်ပါမယ်ထည့်ပြီးတော့အနှင်းငယ်စီတတ်ပါမယ်ခြေလေးချက်သားမျိုးလုံးလောက်ထည့်ပြီးတော့မှချက်ခဲလိုက်ပါမယ်ရှင်ချက်ထားနေတော့နောက်ကဗန်းမြင်ပြပါမယ် cherry bean ကတော့ဒီပင်လုံးဝင်နေပါပြီရှင်။ကိုလှနေပါပြီနော်။ ကဲဟင်းဝင်လေးတော့ပြန်ကြည့်ပါမယ်။စီပြန်ပြီဆိုတော့ချက်သားအနှစ်လေးကတော့ရတော့ပါပြီရှင်။အဲ့တော့ဒုဦးနဲ့ဂျိုဘိုးတို့ဆန္ဒကစိန်ထားတာကိုပေါ့နော်ဒီလိုလေးအပေါ်ရေးကြည့်လေးပဲထည့်ပါမယ်နော်။အနှစ်တွေလုံးဝမယူပါဘူးနော်။ကဲဒီလိုအပေါ်ရေးကြည့်လေးထည့်ပြီးပြီဆိုရင်တော့ဒါစားသွန်း တကြားနှစုံပေါ့နော်စနင်းမုတ်အနေငယ်ရေနှင်းငယ်ထက်ထည့်ပြီးတော့မှစိမ့်နဲ့ပျောက်တဲ့အထိကြိုပါမယ်နော်အစိမ့်နဲ့တွေပျောက်သွားတော့မှခုံမုတ်ရေစိမ့်ထားတာလေးကိုထည့်ပါမယ်ရှင် ပြီးရင်တော့ချက်တဲ့အထိမှွေပေးပါမယ်ဒီလိုချက်ချက်ပြည့်ပြည့်လေးဖြစ်လာရင်တော့ရပါပြီရှင်ခောက်ဆွဲပြုတ်ပါတော့မယ်အဲ့တော့ဒီမှာအိုးလို့တလုံးနဲ့မှာဆွဲထဲတယ်အဓိကတုပ်ခွန်းလေးလောက်စားဖြစ်တာကဒီပဲရွက်ရလာလို့ပါဒါရွှေပဲရွက်လေးရလာတာပါရှင် ဲ့တော့ဒါလေးကခဏလေးပဲပြုတ်ပြီးတော့ပကံတလုံးထဲမှာထည့်မယ်ပေါ်ပြီးတော့ဗောနော်ဒူလေးနဲ့ပဲကျွန်မဆဲထည့်လိုက်ပါတယ်ရှင်အားလုံးရွက်တွေထည့်ပြီးပြီးဆိုမှသူ့ထဲကိုကျူထားတဲ့တုပ်ခွင်းလေးလေးကိုထည့်ပါတယ်ရှင်ဝင်နေတာပါပဲစက်သားဟင်းလေးဒါလေးထည့်ပါတယ်မြေပဲထည့်ပါတယ်ရှင် soy sauce တစ်စွန်းထည့်ပါတယ်ဒါကတော့ sweet soy sauce ဆိုတာလေးပါကြာညို့နဲ့အတူတူပါပဲချက်တုံဖြူစီချက်ချက်တုံမြီစီချက်တွေထည့်ပါတယ်ရှင် နှင်းလေးနှင်းရထည့်ပြီးတော့အရင်ကောင်းတဲ့တုပ်ခွင်းတွေလေးရသွားပါပြီကြည့်ပါအောင်စားချင်စရာလေးပါကျွန်မအနေငယ်မှွေလိုက်ပါတယ်ရှင်အနေငယ်မှွေတော့လေအနံ့လေးရှင်းလိုက်ရစစ်စစ်လေးကိုစားနေရတယ်လို့ပါပဲရှင်အရင်စားကောင်းတော့ပါ